ဒီနေ့ဒီဇင်ဘာလ2ရက်နေ့အတွက်ကျွန်တော်အကြိုက်နှစ်ပွဲရွေးချယ်ထားတယ်ဆိုတော့အဲ့ဒီအကြိုက်နှစ်ပွဲကဘယ်နှစ်ပွဲလဲဆိုတော့ဘာစီလိုနာနဲ့တီကိုပွဲရဲ့နယူကာဆယ်နဲ့စပါပွဲရဲ့ဆိုတော့ပထမဆုံးပွဲဆိုရင်ကျွန်တော်တို့ဘာစီနဲ့တီကိုမှာဆိုရင်ဘာစီကလူပြန်ဆောင်လာပြီဖြစ်တယ်ပေးထားတဲ့ဂျေးကလည်းတလုံး80အနိုင်လောက်ပေးထားတယ် ြေးပါတယ်လို့မမြင်ဘူးပေါ့လေဒီကိုအနေနဲ့လည်းဒါလက်ရှိမှာတော်တော်လေးဖောင်ကောင်းနေတယ်အမှန်လည်းသိမ့်မကွာဘူးဆိုတဲ့ကြောင့်မလို့ဒီပေါ့ကြီးကိုကျွန်တော်ကတော့အရန်ပါတယ်လို့မထင်ဘူးဒါပေမဲ့ဘာစီလူပြန်ဆုံးလာပြီဖြစ်တဲ့အကြောင်းမလို့ထိုးသားတတော်မြများကတော့ဘာစီဘက်မှာရှိနေလိမ့်မယ်လို့ထင်တယ်ဘာစီနေမလားတီကိုနေမလားဆိုရင်ကျွန်တော်ကတော့ဒါဘာစီအင်ကွင်းဖြစ်တယ်လူလည်းပြန်ဆုံးလာပြီဖြစ်တဲ့အကြောင်းမလို့ဒီနေ့ညဘွယ်ဘာစီနိုင်မယ်လို့ကျွန်တော်ကတော့ခံမှန်းထားရတယ်ပထမတပွဲအနေနဲ့ဆိုရင် ်ဘာစီဘောလီကြိုက်ပါတယ်ဒုတိယတပွဲကနယူကာဆင်နဲ့တော်တရန်ဟော့စ်ပါဆိုတော့နယူကအင်ကွင်းကောင်းနေလက်ရှိမှာလည်းဖောင်းနည်းနည်းလေးပြန်ကောင်းလာပြီလို့အင်ကွင်းဆိုရင်အဓိကအပြင်ပို့ပြီးကောင်းတယ်လို့ပြောလို့ရတယ်စပါကလက်ရှိမှာလူနာတွေနဲ့အချင်းတွေကအကြပတ်ကိုရောက်နေတယ်လက်ရှိမှာအဆင့်တူအမှတ်တူအသင်းနဲ့တင်းကအင်ကွင်းကနေမှာတလုံး90အနိုင်လောက်တိချေးပေးထားတယ်ဆိုတော့ကြောင့်မလို့ဒီဘက်မှာနယူကာဆင်နိုင်ဖို့ chance တော်လေးများတယ်ပေါက်ကြီးကပြောမယ်ဆိုရင်လည်းကြီး ပြင်းတယ်လို့မြင်တယ်ပေါ့လေဒါကြောင့်မလို့ကျွန်တော်ဒီပွဲဒုတိယပွဲမှာဆိုရင်မြူကာဆယ်နိုင်မယ်လို့ထင်တယ်ဆိုတော့ဒီနေ့တော့ကျွန်တော်ရဲ့အကြိုက်နှစ်ပွဲကဘာစီလိုနာအနိုင်ရဲ့မြူကာဆယ်အနိုင်ဘာစီဘော်ဒီမြူကာဆယ်ဘော်ဒီလို့ပြောလို့ရတယ်ဒါဒီနေ့တော့ကျွန်တော်အကြိုက်ကိုတင်ဆက်ပေးခဲ့တာဖြစ်တယ်အားလုံးပဲကုလပါကံကောင်းပါစေ